အားလုံးမင်္ဂလာပါပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဒီခဏတော့ Great English Unit 4က Past Simple ရဲ့ Past Continuous 4C Grammar ကိုအတူတူလေ့လာကြည့်ကြရအောင်ကျွန်တော်ရဲ့ channel လေးကနေ Great 11 Train နဲ့ပတ်သက်တဲ့များအင်္ဂလိပ်စာသင်ခန်းစာတွေရဲ့တခြားပြပကအင်္ဂလိပ်စာသင်ခန်းစာများကိုပုံမှန်တက်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လေးဥစားလုပ်ပေးဖို့တောင်းဆိုပါရစေဒါဆိုရင် Past Simple ရဲ့ Past Continuous ကိုအတူတူလေ့လာကြည့်ကြရအောင် ပထမဦးဆုံး verb ပုံစံကိုကျွန်တော်တို့ကြည့်အောင် verb forms past simple နဲ့ past continuous ကိုဘယ်လိုတိဆောက်အောင်လဲဆိုရင် I will you they he she it ဒီ subject တွေထဲမှာဆိုရင် I would you would we would they would he would she would it would such တွေပြင်ပြကျွန်တော်တို့ဒီမှာကတော့ကျွန်တော်ဒီ regular verb တွေယူထားတယ်ပေါ့နော်ဒါကတော့ဒီ grade ချင်းကိုရောက်လာပြီဆိုတော့ကျွန်တော်ဒီဟာကိုအသေးစိတ်ပြောဖို့လိုမှာမထင်ဘူး past continuous tense မှာဆိုရင်ကျွန်တော်တို့အရင် unit 2မှာတော့ ဒီ present simple ရဲ့ present continuous ကိုသင်ပြီးပြီဆိုတော့ဒါကတော့အလွယ်တကူအမ် the verb ပုံစံတွေကိုသိလိမ့်မယ်ထင်တယ် I was walking you were walking we were walking they were walking he was she was it was သူကတော့ past continuous မှာကျွန်တော်တို့ verb to be or was or were ရဲ့ရှိတဲ့အတွက် subject ကိုလိုက်ပြီးတော့မှကျွန်တော်တို့ကပြောင်းပေးရမယ်ပေါ့နော်ဒါဆိုရင်တစ်ဖက်ကကတော့ ed ပါတဲ့ verb တွေ regular verb တွေအတွက်တခြားဒီ irregular verb တွေလည်းရှိတယ်ပေါ့နော် went စသဖြင့်ပေါ့ okay ဒါကတော့သူရဲ့ verb တိဆောက်တဲ့ပုံစံဖြစ်တယ်။ပြောတော့ subject verb မှာအငင်းဆိုရင်တော့ကျွန်တော်တို့က he didn't walk မိကွင်းဆိုရင် did he walk တစ်ဖက်မှာတော့အငင်းဆိုရင် he wasn't walking was he walking ကျွန်တော်တို့ကအငင်းနဲ့မိကွင်းလုပ်မယ်ဆိုရင်လည်း didn't he walk အစာရှိတိပြပေါ့နော် wasn't he walking အစာရှိတိပြ wh မိကွင်းလုပ်မယ်ဆိုရင်လည်းကျွန်တော်တို့ကဒီ happy birthday ရဲ့အရှိမ wh ကိုထည့်ပေးလိုက်အောင်မယ်အော် where did we where did he walk such ဒီပေါ့နော် where was he walking such ဒီပေါ့ okay ဒါဆိုရင် verb ပုံစံကိုသိလိုက်မယ်ထင်တယ်ဒါဆိုရင်စစ်ကြည့်ကြအောင်ဆို differences between these two tenses ဒီ tense နှစ်ခုကြားကွာခြားချက်တွေကျွန်တော်ဒီ taste ထဲကဖြစ်ရှင်းထားတဲ့ဒီ past simple နဲ့ past continuous ကိုကျွန်တော်ဘယ်နဲ့ညာနဲ့ရှင်းထိုးပြီးတော့မှလေ့လာလို့ရအောင်ကျွန်တော်ဇာတ်ရက်မှာထည့်ထားပေးတာပါတစ်ခါက past simple ကိုကြည့်ရအောင် my sister passed the matriculation in 2014 ကျွန်တော်အမကတဲ့2014မှာဒီတက္ကသိုလ်ဝန်ဆောင်ဘွဲကိုအောင်မြင်ခဲ့တယ်တဲ့ a completed action in the past အတိတ်တုန်းကအတိတ်မှာပြီးစီးသွားတဲ့ဖြစ်ရမျိုးကိုပြောခြင်းရင် person pair ကိုသုံးတာဒါက generally ပဲအတိတ်မှာပြီးစီးသွားတဲ့ဖြစ်ရတွေကိုပြောခြင်းတာဖြစ်တယ်တစ်ဖက်က past continuous က is 7 o'clock last night i was watching tv မနေ့ညက9နာရီမှာကျွန်တော် tv ကြည့်နေခဲ့တာဒါက in action in progress it is a specific moment in the past အတိတ်တုန်းက specific moment ဒီတိကျတဲ့အချိန်တစ်ချိန်မှာ in progress စစ်လက်ဖြစ်နေတဲ့ action action တစ်ခုကိုပြောချင်တာဖြစ်ပါတယ်တဲ့ progress ဆိုတာကတော့ continuous ကိုပဲပြောချင်တာအဲ့တော့အတိတ်ကာလကအချိန်တစ်ချိန်မှာဒီစစ်လက်ဖြစ်ဖြစ်နေတယ်ဆိုတဲ့အကြောင်းအရာကိုပြောချင်ရင် past continuous ကိုသုံးရတာပါတဲ့အဲ့တော့ဒီနေရာမှာသတိထားမှာကတိကျတဲ့အချိန်တစ်ချိန်ပါရမယ်တိကျတဲ့အချိန်တစ်ချိန်ပါရမယ်သူ့ကို တခုတည်းရေးခြင်းနေဆိုရင်ပေါ့နော် fast continuous ကိုတခုတည်းရေးမယ်ဆိုရင်တိကျတဲ့အချိန်မပါပဲရေးရင်တိတ်တိတ်မရှိဘူးအဲ့တော့မနေ့ညက9နာရီမှာ तू TV ကြည့်နေခဲ့တာတဲ့မနေ့ညက9နာရီမှာ तू ဒီဆက်လက်လှုပ်ဆောင်နေတဲ့ကိစ္စရပ်ကိုပြောချင်တာပါတဲ့နောက်တစ်ခုကြည့်ကြအောင်ဆို I had my lunch and and then took a walk for about 10 minutes ငါတဲ့နေ့လယ်စာစားပြီးတဲ့စားခဲ့တယ်ပြီးတော့10မိနစ်လောက် lunch ထွက်ခဲ့တယ် ီကကျတော့ဘာပြောချင်တာလဲဆိုတော့ actions that happen one after the other in a person အတိတ်ကာလထဲမှာဒီ action တစ်ခုပြီးတစ်ခုဖြစ်ဖြစ်တယ်လို့ပြောချင်ရင်လည်းသူက past simple ကိုပဲသုံးရတယ်တဲ့ဒီ action တွေအများကြီးပေါ့နော် action တွေအများကြီးတစ်ခုပြီးမှတစ်ခုဖြစ်တယ်တစ်ခုပြီးမှတစ်ခုဖြစ်တယ်ဒီလိုမျိုး action တွေ season like ကိုပြောချင်တယ်ဆိုရင်လည်း past simple ကိုသုံးရတယ်တဲ့တစ်ဖက်ကိုကြည့်ရအောင် when i arrived ကျွန်တော်ရောက်လာတော့ Coco was talking on the phone Coco ကဖုန်းပြောနေတာသူကဘာလို့ရှင်းထားလဲဆိုရင် the action in the past continuous ဒီ past continuous မှာပြုလုပ်နေတဲ့ action นี้တဲ့ startive စတင်ခဲ့ပါတယ် before the action in the past ဒီ past တဲ့ first တဲ့ action မစတင်မီဒီ past continuous action ကအရင်ဖြစ်တာတဲ့သူပြောချင်တာကတော့ဗျာရှုပ်ရှင်းလင်းပြောလိုက်ရမယ်ဆိုရင်ဒီလိုမျိုး past simple နဲ့ past continuous tense နှမျိုးရေးထားတဲ့ဆိုရင် past continuous tense ကအရင်ဖြစ်တာပဲတစ်ဖက်ကအရင်ပြီးတော့မှဒါနောက်မှဖြစ်တာ အဲသူရောက်လာတော့ကိုကိုကဖုံးပြောနေတာကိုကိုဖုံးပြောနေတော့သူရောက်လာတာသူ့ကိုရှင်းရှင်းလေးလေးပြောရမယ်ဆိုရင်ညာ action တစ်ခုဖြစ်ပစ်နေတော့မှာနောက် action တစ်ခုကြားပြဖြစ်လာတာကိုကျွန်တော်တို့က action တစ်ခုအရင်ဆုံးဖြစ်ပစ်နေတဲ့ဖြစ်ဖြစ်ကို past continuous နောက်မှာဖြစ်လာတဲ့ဖြစ်ဖြစ်ကို past simple နဲ့ရေးရတာသူကတော့သူရှင်းထားတဲ့ပုံစံကဒီ action တစ်ခုဖြစ်ပစ်မယ်ဆိုရင်ဒီ simple past မဖြစ်ခင်မှာပဲဒီ past continuous ကအရင်ဖြစ်တယ်လို့သူပြောထားတာဖြစ်တယ်အတူချုံမှတ်လိုက်ရမယ်ဆိုရင်တော့ ဒီလိုမျိုး past simple နဲ့ past continuous ရေးမယ်ဆိုရင်အရင်ဖြစ်တဲ့ဖြစ်ရပ်ကအရင်ဖြစ်နေတဲ့ဖြစ်ရပ်က past continuous နောက်ဖြစ်တဲ့ဖြစ်ရပ်က past simple ဖြစ်ပါတယ်နောက်တစ်ခုကြည့်ကြအောင်ဆို we usually borrow books from the library every week when we were at the university ကျွန်တော်တို့တဲ့တက္ကသိုလ်တက္ကသိုလ်မှာတုန်းကအပတ်တိုင်းအပတ်တိုင်းစာကြည့်တဲ့ကနေစာအုပ်တွေငားခဲ့ကြတယ်เนาะအများလို့ငားခဲ့ကြတယ်ဒါက past habits in the past အတိတ်တုန်းကကိုယ့်ရဲ့အလေးထားတွေကိုပြောချင်တာကျွန်တော်တို့ present ဖက်မှာကြတော့ habits in the present နော်ဒီယခုလက်ရှိအချိန်မှာဖြစ်ဖြစ်နေတဲ့ habits တွေကိုသုံးကြည့်ရင် present simple ဒီမှာကြတော့အတိတ်တုန်းကကိုယ့်ရဲ့အလေးထားတွေကိုပြောချင်ရင်လည်း present ဖက်ကိုသုံးလို့ရတယ်တဲ့တစ်ဖက်ကကြည့်အောင် where you listening when he was talking ဒါကတော့အဲမင်းသူစကားပြောနေတော့မင်းနားထောင်နေခဲ့သလားဆိုတာဒီ parallel action and the pause အတိတ်တုန်းမှာ အတိတ်တုန်းကဒီ parallel action တပြိုင်နက်ဖြစ်တဲ့ဖြစ်ရတွေကိုပြောချင်ရင်ဒီ past continuous ကိုအပြိုင်တုံးလို့တုံးလို့ရတယ်တဲ့ဟုတ်ကဲ့ဒါဆိုရင်တော့ simple simple မယ်လို့ထင်တယ်တစ်ဖက်က past simple ကိုတူချုံလိုက်ရမယ်ဆိုရင်အတိတ်ကဘာလဲမှာပြီးစီးသွားတဲ့ဖြစ်ရပေါ့နော်အခုနဲ့မသက်ဆိုင်တော့ဘူးပြီးစီးသွားတဲ့ဖြစ်ရကိုပြောချင်တာဒီ past simple ရော past continuous ကိုအခုနဲ့လုံးဝမသက်ဆိုင်တော့ဘူးနောက်တစ်ခုက action နဲ့တစ်ခုပြီးတစ်ခုဇက်တိုက်ဖြစ်ဖြစ်ခဲ့တယ်မျိုးပြောချင်ရင်လည်း ဖတ်ဆင်းဖက်နဲ့ပြောလို့ရတယ်။နောက်တစ်ခုကအတိတ်တုန်းကကိုယ့်ရဲ့အလေးထားတွေကိုပြောကြည့်ရင်လည်းဖတ်ဆင်းဖက်နဲ့ပြောလို့ရတယ်။ Past continuous ကြတော့အတိတ်တုန်းကတိကျတဲ့အချိန်တစ်ချိန်မှာနော်စစ်လက်ဖြစ်ဖြစ်နေတယ်မပြီးသေးသေးတဲ့ကိစ္စရပ်ကိုပြောကြည့်ရင် Past continuous ကိုသုံးတယ်တဲ့။ဒါကနောက်တစ်ချက်ကနောက်တစ်ချက်ကဒီ action တစ်ခုဖြစ်နေတော့နောက် action တစ်ခုကကြားပြတ်ဝင်ရောက်လာတယ်ဆိုရင်အဲ့ဒီ ထမအိုးဆုံးဖြစ်နေတဲ့ action ကို fast continuous နဲ့သုံးပြီးတော့မှဒုတိယကြားပြဖြစ်လာတဲ့ဖြစ်ရပ်ကို fast simple နဲ့သုံးရတယ်တဲ့နောက်တစ်ခုက action တစ်ခုကိုတပြိုင်တည်းဖြစ်နေတယ်ဆိုရင်လည်း fast sorry fast continuous နဲ့သုံးလို့ရတယ်တဲ့ဒါဆိုရင်တော့ simple လိမ့်မယ်လို့ထင်တယ်ဒီ SMP view ဆိုရင်လည်းဗီဒီယိုလေးကို pause လုပ်ပြီးတော့မှဒီနေရာမှာဒီဟာဒီဇာတ်လေးကိုတေချာကြည့်ညင်းအောင်လေ့လာစီခြင်းနဲ့ဒါမှအဆင်ပြေပါပါ။ဒါဆိုရင်ကျွန်တော်တို့စစ်လက်လေ့လာကြအောင်ဆို verbs not often used in the in the past continuous past continuous မှာအသုံးမပြုတဲ့ verb များဒါကတော့ကျွန်တော်တို့ present continuous မှာတော့ငါလဲ present continuous continuous form နဲ့အသုံးမပြုတဲ့ verb များဆိုမှလေ့လာခဲ့ကြပြီကျွန်တော်ဒီမှာအဲ့ဒီ present continuous မှာအသုံးမပြုတဲ့ verb တွေကိုယူလာပေးတယ်။ continuous tense နဲ့အသုံးမပြုတဲ့ verb တွေပေါ့နော်။ ဒီဟာတော့ text တဲကပါ Herbs such as feel, find, hear, see, smell, sound and taste are not used in the progressive သူက progressive ဆိုတာ continuous ကိုပဲပြောတာ continuous ပုံစံနဲ့ the verb တွေကိုမသုံးဘူးတဲ့ when they refer to the action of the sense sense ဆိုတာအာယုံနဲ့เนาะအာယုံနဲ့ပတ်သက်တဲ့အရာတွေကိုပြောဆိုခြင်းနဲ့ဆိုရင် the tense တွေကိုကျွန်တော်တို့ sorry the verb တွေကို past continuous နဲ့မသုံးပါဘူးတဲ့ နောက်တစ်ခုက know လို့ supposed to think လို့ understand လို့ဒီ mental process verb တွေပေါ့နော်ကိုယ့်ရဲ့စိတ်အခြေအနေကိုစိတ်ဖြစ်စဉ်ကိုဖော်ပြတဲ့ verb တွေဆိုရင်လည်းကျွန်တော်တို့ကသူတို့ကို continuous နဲ့သုံးလို့မရပါဘူးတဲ့ဒီ think ကတော့နှမျိုးရှိတယ်ပေါ့နော်ကျွန်တော်တို့ကဒီတနေလို့ပြောရင်တော့ thinking i am thinking လို့ပြောလို့မရဘူးဒါပေမဲ့ကျွန်တော်စဉ်းစားနေတာလို့ပြောရင်တော့ i am thinking i was thinking လို့ပြောလို့ရတယ်ဒါလေးတော့သိထားမယ်နောက်တစ်ခုက admire တို့ adore တို့ detest တို့ hate တို့ like တို့ respect တို့ဒီ feelings ခန်းစားချက်ကိုဖော်ပြတဲ့ verb တွေကိုကျွန်တော်တို့က continuous နဲ့တုံးလို့မရှိဘူးတဲ့ smell တို့ taste တို့နော်ဒါတွေက sense အာယုံကိုဖော်ပြတဲ့ verb တွေကြတော့လေကျွန်တော်တို့က continuous နဲ့တုံးလို့မရဘူးတဲ့ consist တို့ contain တို့ less တို့ဒီလိုမျိုး permanent quality အမြဲတည်းစေအည်သွေးရှိတဲ့အည်သွေးတွေကိုပြောချင်ရင်လေကျွန်တော်တို့က continuous နဲ့ဒီ consist တို့ contain တို့ less တို့ကိုပြောလို့ပြောထားမရှိဘူးတဲ့ promise ဆို swear တို့ speech adverb ဆိုတာကိုဗဇက်နဲ့ပြောပြီးတော့မှပြုတ်တဲ့ verb တွေခန္ဓာကိုယ်တွေလှောက်ရှားမှုနဲ့လောက်ရတာမဟုတ်ဘူးသူကဗဇက်နဲ့ပြောတဲ့ဟာတွေ promise ငါကတိပေးတယ်ဆိုတာဒီခန္ဓာကိုယ်လှုပ်လိုက်တာမဟုတ်ဘူးဒီဗဇက်ကလှုပ်တာပေါ့နော်အပြောနဲ့လှုပ်တဲ့ verb တွေကိုလည်းကျွန်တော်တို့က continuous နဲ့သုံးလေသုံးတာမရှိပါဘူးလေခင်ဗျဟုတ်ကဲ့ have in the past continuous have အသုံးလေးကိုလေ့လာကြည့်ကြရအောင် I had a car last year မနေ့မနေ့ကကျွန်တော်မှာကားတစ်သိရှိခဲ့တာအဲ့တော့ကျွန်တော်တို့က I was having a car လို့ပြောလို့မျိုး position ကိုပိုင်ဆိုင်မှုကိုပြောချင်တယ်ဆိုရင် I I was having a car လို့ပြောလို့မရပါဘူးတဲ့ I had a car လို့ပဲပြောရမယ်တို့တော့ညာလဲ I was having a shower when you call me ယူနှလုံးဖြစ်နေတယ် last night မင်းညကမင်းကိုဖုန်းခေါ်တော့ငါရီချူနေခဲ့တာဒီလိုမျိုး action တစ်ခုကိုလုပ်နေတဲ့ verb တွေဆိုရင်တော့ have ကဒီလို action တစ်ခုကိုလုပ်နေတဲ့အဓိပ္ပာယ်ရတယ်ဆိုရင်တော့ having continuous နဲ့တုံးလို့ရပါတယ်ခင်ဗျာဒါဆိုရင်တော့အဆင်ပြေသွားလိမ့်မယ်လို့ထင်တယ်ကျွန်တော်တို့ exercise ကိုလုပ်ကြည့်ကြရအောင် choose and take the appropriate answer for the following sentences အောက်ပါပေးထားတဲ့ဝါကျများအတွက်တင့်လျော်တော့အဖြေတွေကိုရွေးချယ်ပြီးတော့မှအမှန်ချစ်ပေးပါတယ် okay number 1 i could not eat i could not eat out with you because i studied or was studying for my test ငါမင်းနဲ့အပြင်ထွက်ပြီးတော့မှမစားနိုင်ခဲ့ဘူးတဲ့။ဘာကြောင့်လဲဆိုတော့ I studied or was studying for my test ။ငါငါရဲ့စာမေးပွဲအတွက်မလုပ်နေလို့လဲ။စာလေ့လာနေခဲ့လို့ပေါ့။အဲ့တော့ test နေနဲ့ချင်းကြည့်မယ်ဆိုရင်တစ်ပတ်က pass တင်တစ်ပတ်ကက pass continuous ဖြစ်မှဆင်ပြီးတော့မှပေါ့နော်။ဒါကတပြိုင်တည်းဖြစ်တာလည်းမဟုတ်ဘူး။တစ်ခုမှတစ်ခုဖြစ်တာမဟုတ်ဘူး။ငါစာလေ့လာနေလို့ငါမင်းနဲ့အပြင်ထွက်ပြီးမစားနိုင်ခဲ့တာ။ဒါကြောင့်မို့ was studying မှပဲဆင်ပြီးမှာပါ။ Okay, number two. Tita and Nila play where or were playing outside in the year when their parents came home. ဒီမှာတိထားမာရီ came ဆိုတဲ့ past tense အဲ့ဒါဆိုတော့ tipic ကပါဖြစ်တင်တယ်လေ past continuous ပဲဖြစ်ရမှာပေါ့သူတို့မိဘတွေအိမ်ပြန်လာတော့တီတာနဲ့နီလာဟာကစားနေကြတာ action တစ်ခုဖြစ်တဲ့နေရာမှာပထမ action ဖြစ်နေတော့ဒုတိယ action ဖြစ်လာတာ ထမ action ကမိဘတွေမပြန်လာခင်မှာသူတို့ကစားနေကြတာကြောင့်ပထမ action ကို where playing နဲ့ရေးရတယ်ဒုတိယ action ကို first နဲ့ရေးရပါတယ်အဲဒါကြောင့်မို့ where playing ပါပဲ number 3 yesterday evening မနေ့ကညနေမှာတဲ့ we did not cook or were not cooking မနေ့ညကကျွန်တော်တို့မချစ်ပြုတ်ခဲ့ကြဘူးဒါမှမဟုတ်မချစ်ပြုတ်နေခဲ့ကြဘူးလား we order fried noodles for dinner အဲတော့မနေ့ညကကျွန်တော်တို့မချစ်ပြုတ်နေခဲ့ကြဘူးလားမချစ်ပြုတ်ခဲ့ဘူးလားကျွန်တော်တို့ညစာအတွက် ခေါက်ဆွဲကြော်မှာခဲ့တဲ့အဲ့တော့မချစ်ပြုတ်ခဲ့ကြဘူးလို့ပဲဖြစ်ရတော့မှာပေါ့ဗျာ action တစ်ခုပေါ့ဒါတစ်ခုပြီးမှတစ်ခုဖြစ်တယ်လို့လည်းပြောလို့ရတယ်เนาะဒါ action ကိုပဲပြောချင်တာကျွန်တော်တို့ duration ကိုပြောချင်တာမဟုတ်ဘူးဟုတ်ကဲ့ number 4 last night မနေ့ညက why i watch or was watching tv my brother listen or was listening to music မနေ့ညကတဲ့ဒီနေ့မှ why ပါရင် why no ကကျွန်တော်တို့ဒီ continuous tense နဲ့ပဲရေးရတာဗျာ why i was watching tv ကျွန်တော် tv ကြည့်နေတော့မှာ my brother listen to music ကျွန်တော်ရဲ့တကယ်ကျွန်တော်ရဲ့အကူကလည်းတခြင်းနှောက်ထောင်နေခဲ့တယ်ဒါ parallel structure ကိုပြောချင်တာ sorry parallel action ကိုပြောချင်တာဒါကြောင့်မို့နှစ်ဖက်လုံးကို past continuous နဲ့ရေးရမယ် action တစ်ခုတစ်ပိုင်းနဲ့ဖြစ်တော့ပြောချင်လို့ပါ Number 5 I think you read or were reading when I phone ဒီနေ့မှာ I phone ဆိုတဲ့ past tense အကြောင်းမို့တစ်ဖက်ကဘာဖြစ်တယ်လဲ task continuous ပဲဖြစ်ရမှာပေါ့မနေ့ကငါဖုန်းဆက်တော့မင်းစာဖတ်နေကြတာထင်တယ်စာဖတ်နေတာထင်တယ်ဒါကြောင့်မို့စာဖတ်နေတာကအရင်ဖုန်းကတော့မဆက်လိုက်တာเนาะဒါခြားခြားဖြစ်တဲ့ဖြစ်ရဖုန်းဆက်တာကဒါကြောင့်မို့အရင်ဖြစ်တဲ့ဖြစ်ရကို past continuous နဲ့ရေးရပါတယ် Okay နောက်တစ်ခု we decided or were deciding အဲ့တော့ဒီမှာတိလိုက်ပြီ decide ဆုံးဖြတ်တာဒါစိတ်နဲ့ဆုံးဖြတ်တာဆိုတော့ continuous ကတော့သုံးလို့မရတော့ဘူးเนาะ continuous ကသုံးလို့မရတော့ဘူး Not to go out tense နဲ့ရှင်းကြည့်မယ်ဆိုရင်လဲ because it was raining heavily then အဲ့တော့မိုးအရင်ရွာနေလို့အပြင်မထွက်ဖို့ဆုံးဖြတ်ခဲ့တာเนาะမိုးကအရင်ရွာနေတာဒါကြောင့်မိုးအပြင်မထွက်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်ပြီးတော့ဒီ decide ကိုလည်းကျွန်တော်တို့က continuous နဲ့သုံးလေသုံးထားမှရှိတဲ့အတွက် decide တယ်ပဲသုံးရမယ်တစ်ဖက်ကတော့မိုးအရင်ရွာနေတော့ကြောင့် west rainy မှာအဆင်ပြေမှာပါ Okay I lost or was looking for a man but I did not see or was not seeing anywhere ဒီနေရာမှာ see ဆိုတဲ့ verb ကတော့ ဒါစဉ်းစားကြမလို့ဘူးကျွန်တော်တို့က continuous နဲ့တုံးလေးတုံးထားမရှိဘူးဒါကြောင့်မို့တစ်ခက်ကတော့ didn't know save ဖြစ်ရမယ်တစ်ခက်မှာတော့ i load all along ဒါမှမဟုတ် was looking for လာငါရမင်းကိုရှာဖွေခဲ့တယ်ဒါပေမဲ့ဘယ်နေမှာမှတွေ့ရဘူးအဲ့တော့ဒီနေမှာက was looking for ငါရမင်းကိုရှာဖွေနေခဲ့တာဒါပေမဲ့ဘယ်နေမှာမှတွေ့ခဲ့ဘူးဒီနေမှာကတော့ was looking for looks for လဲဖြစ်နိုင်တယ်ဒီ action ကိုပဲဦးစားပေးပြီးတော့မှပြောချင်တာဆိုရင်တော့ past tense လည်းဖြစ်နိုင်တယ်ဒီ look looked လည်းဖြစ်နိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ကဒီ duration ကိုပေါ့နော်အာငါရမဲကိုရှာဖွေနေခဲ့တာအဲ့ဒီတော့တစ်ချိန်လုံးရှာဖွေနေခဲ့တာဒါပေမဲ့ဘယ်မှာမတွေ့ခဲ့ဘူးလို့ emphasize လုပ်မှပြောချင်ရင်တော့ was looking ကတင့်လျော်ပါတယ်ဆိုတော့ညာလဲကိုက duration ကိုပြောချင်တာမဟုတ်ဘူး action ကိုပဲပြောချင်တာငါရမဲကိုရှာဖွေခဲ့တယ်ဒါပေမဲ့ဘယ်နဲ့မှမတွေ့ခဲ့ဘူးလို့ပြောချင်ရင်တော့ looked for လဲ grammatically ကမှန်ပါတယ်ခင်ဗျာနံပါတ်8အဲ့တော့တစ်ခါက looking was looking for တစ်ခါက denotes ပေါ့နော် The light went out or were going out while I studied was or was studying. အဲ့တော့ why ဖက်ကကတော့ကျွန်တော်တို့သိထားမယ်အများတန်းပါပဲလေ continuous ပဲ why i was studying ပြီးတော့ test နဲ့ချိန်မယ်ဆိုရင်လည်းငါစာကျင့်နေတော့မိပြတ်သွားတာစာကျင့်နေတာအရင်စာကျင့်နေတော့မှမိရချပြောင်းဝင်ပြီးပြတ်သွားတာဆိုတော့ပထမအုပ်ဆုံးဖြစ်နေတဲ့ဖြစ်ရပ်ကို past continuous ဒုတိယဖြစ်တဲ့ဖြစ်ရပ်ကို simple past ပဲဖြစ်တယ်ဒါကြောင့်မို့တစ်ဖက်ကက went out တစ်ဖက်ကက was studying ဖြစ်ပါတယ် number 9 when i entered the room ငါခန်းထဲကိုဝင်လာတော့နော် i found was finding that it was empty ဒီမှာ find ဆိုတဲ့ verb ကကျွန်တော်တို့က ing နဲ့တုံးတုံးမှမရှိတဲ့အတွက် found ကိုပဲသုံးရမှာတစ်ဖက်ကက verb do past tense တစ်ဖက်ကက past continuous ဆိုမှလို့လို့မရဘူးဒီ find ဆိုတဲ့ verb ကိုကကျွန်တော်တို့ကဒီ past continuous နဲ့ continuous form နဲ့တုံးတုံးမှမရှိတဲ့အတွက် found လို့ပဲသုံးရမှာဖြစ်ပါတယ် okay why i one pick ကတော့ကျွန်တော်တို့ကအမြဲတမ်း continuous ပဲ one and was waiting for the bus ငါ bus ကစောင့်နေတော့ငါကလေးဘွားတငယ်ချင်းကလေးဘွားအရင်ဘွားကလေးဘွားတော့ငါတငယ်ချင်းတယောက်နဲ့မိတ်ဆွေဟောင်းနဲ့တွေ့ခဲ့တယ်ပေါ့ဗျာ met ဖြစ်ပါတယ် okay ဒါဆိုတော့ဆင်ပြေသွားလိမ့်မယ်လို့ထင်တယ်နံပါတ်စီကိုတော့ကြောင်းဆိုဗျာ for the verse in the following sentences into the past simple or past continuous tense whichever is appropriate ဘယ်ဟာတွေကအသင့်လျော်တယ်လဲတဲ့နော် past simple လား past continuous tense လားမှန်ကန်တဲ့ verb တွေကိုဒီ sentence တွေမှာထည့်ပေးပါတဲ့ okay ကြည့်ကြည့်ရအောင် they wait for the bus when it started to rain okay စဉ်းစားကြည့်အောင်သူတို့ bus ကစောင့်နေခဲ့တယ် when it when it started to rain မိုးရွာခဲ့တယ်အဲ့တော့ဒါဘယ်လိုဖြစ်တင်လဲနော်အဲဒီနေရာမှာတော့ wind back ကိုကြည့်အောင်ပေါ့ wind back က ဒီမိုးစရွာလာတော့သူတို့ဟာဘတ်စကားစောင့်နေကြကြတယ်လို့ဖြစ်ရမှာပေါ့ဗျာအဲ့လိုလို့ဖြစ်တော့မလဲ they were waiting for the bus when it started to rain တွေ့မှာကျွန်တော်တို့က they waited for for the bus when it was starting to rain ဆိုတာရိပ်ပဲမရှိလေးပါနော်မိုးရွာနေတော့သူတို့ဟာဘတ်စကားစောင့်နေကြတယ်မဟုတ်ဘူးသူတို့ဘတ်စကားစောင့်နေတော့မိုးကကြပြဝင်ရောက်လာတာဖြစ်တယ်အဲ့ကြောင့်မိုးထရက်ကအရင်ဒုတိယဖြစ်တဲ့ဖြစ်ရက်ကမိုးစရွာလာတာကဒုတိယဖြစ်ရက်ဖြစ်တယ် he blah 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 see an accident when he walked to the library သူဟာတဲ့စာကြည့်တဲ့ကိုလမ်းလျှောက်ခဲ့တယ် accident ကိုမြင်ခဲ့တယ်တဲတော့သူစာကြည့်တဲ့ကိုလမ်းလျှောက်သွားနေတော့ accident ကိုမြင်ခဲ့တယ်လို့ဖြစ်မှာပေါ့ဗျာအဲ့တော့ when he saw an accident when he was walking to the library အဲ့ဒီမို့သူလမ်းလျှောက်နေတာကအရင်ကြပြ accident ကိုမြင်လိုက်တာဖြစ်တယ်နံပါတ်3 her mobile phone ဝိုင်းရှိအဲ့ကြောင့်မို့တစ်ဖက်ကရှိဝိုင်းဘက်ပါလိုင်းတစ်ဖက်ကဘက်ဖိုင် NG ပဲ continuous ပဲအဲ့တော့အလုတ်ကို သူကောင်းမောင်းသွားနေတော့သူဖုံးမြည်ခဲ့တယ် okay အဲ့တော့တစ်ဖက်က run တစ်ဖက်က was driving ဒီဟာက အရင်ဖြစ်နေတဲ့ဖြစ်ရပ်ဂျာပြတ်ကဖုံးဝင်လာဖြစ်တယ် okay someone knocked on the door while i watched tv ဒီနေ့မှာ wine ပါတဲ့အတွက်ဒီမှာလည်း wine ပါတဲ့အတွက်တစ်ဖက်ကဘာပဲဖြစ်ရမလဲ past continuous ပဲဖြစ်ရတော့မှာတစ်ဖက်က past continuous ဆိုတော့တစ်ဖက်ကကတော့ past tense ပေါ့နော် အဲ့တော့ someone knocked on the door while i was watching tv ကျွန်တော် tv ချိန်နေတော့ဒုတိယယောက်ကတကားခောက်လာခဲ့တယ်အဲ့တော့ tv ချိန်နေတဲ့အရင်တကားခောက်တာကနှုတ်မအရင်ဖြစ်တာကို past continuous နောက်ဖြစ်တာကို past tense ဖြစ်ပါတယ် the old man for why she ဒီဘက်က why ပါတဲ့တွေ why ပါတဲ့ဘက်က clause ကအများအား past continuous ပဲဒါကြောင့်မို့အဖောက်ဟာတဲ့လမ်းဖြတ်ကူးနေတော့ လဲကျသွားခဲ့တယ်လို့ဖြစ်ရမှာပေါ့ဗျာ the omen fell while she was crossing the road ဖြစ်ပါတယ်ဒါကြောင့်မို့လမ်းဖြတ်ကလေးတာအရင်လဲကျတာကနောက်မှာဒါကြောင့်မို့တစ်ဖက်ကကို past continuous တစ်ဖက်ကကို past simple my brother meet a beautiful girl when he travel to japan အဲ့တော့အဲကျွန်တော်အကူကတဲ့ဂျပန်ကိုသွားနေတော့ကောင်မလက်ပါတဲ့ကောင်မတဲ့ကိုတွေ့ခဲ့တယ်လို့ဖြစ်ရမှာပေါ့ဗျာအဲ ဒီကွန်မလေးတယောက်ကိုလက်ပါတဲ့ကွန်မလေးတယောက်ကိုတွေ့တွေ့နေတုန်းဂျပန်ကိုသွားခဲ့တယ်ဆိုရရဖြစ်တယ်မလို့ပြောနော်အဲ့တော့ my brother met a beautiful girl when he was traveling to Japan ဖြစ်ပါတယ် Okay number 7 someone snatched my wallet when i get off the bus ကျွန်တော်ဘတ်ကားပေါ်ကဆင်းနေတုန်းတယောက်ကကျွန်တော်ပစိုင်ကိုနှိုက်သွားတယ် snatch ဆိုနှိုက်ယူသွားတာပဲကျွန်တော်အဲ့တော့ဘတ်ကားပေါ်ကဆင်းနေတုန်းမှာနှိုက်သွားတာ Okay someone snatched my wallet when I was getting off the bus ဖြစ်ပါတယ် Okay အရင်လွယ်ပါတယ်ဗျ It rained when he woke up this morning သူအိယာကနိုးလာတော့မိုးရွာနေခဲ့တာနော်သူအိယာကနိုးနေတော့ဆိုလို့မရဘူးလေဗျာကျွန်တော်တို့ကနော်အဲကြောင့်မို့ it was raining အဲမိုးရွာနေတော့မှပဲသူအိယာလုံးလာခဲ့တာ when he woke up this morning ဖြစ်ပါတယ် I fall and break my leg why I at a why ပါတဲ့ဘက်ကတော့ past continuous ပဲပေါ့ဗျာ why I was cycling အထရစ်ကကတော့ဘာဖြစ်မလဲ I fell and broke ဒါတော့ action တစ်ခုပြီးတစ်ခုဖြစ်သွားတာလဲကြပြီးတော့မှကျိုးသွားတယ်ကျွန်တော်ခြေောက်ကျိုးသွားတယ်ကျွန်တော်ဘာလို့နေတော့မှလဲ I was cycling သပင်းစင်းနေတော့မှသပင်းစင်းနေတော့လဲကြပြီးကျိုးသွားတာ Okay နံပါတ်10ဒါတော့မေးခွန်းဖြစ်တယ် You drive when I phone you listen မနေ့ညကငါမင်းကိုဖုန်းဆက်တော့မဲ့ကားမောင်းနေတာလားလို့ဖြစ်ရမှာပေါ့မေးခွန်းလုပ်ချင်တယ်ဆိုကျွန်တော်တို့ကဘယ်လိုလုပ်မလဲ continuous ကိုမင်္ဂလို့ရှင်တော့ where you don't know where ကို where you driving when i phone to you last night ဖြစ်ပါတယ် okay ဒါဆိုတော့ simple လေးမလို့ထင်တယ် simple ဒီများကိုလည်းကျွန်တော်ရဲ့ comment box မှာဝေရောက်မှချစ်ပေးပါဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာ balance ဆုံးတွေ့ကြရအောင်အပမ်းမကြည့်ရင် channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုပါရစေ bye bye